အားလုံးမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Binance ကိုဆွဲဆိုထားသမျှအမှုတွေကို USSEC ရုတ်သိမ်းလိုက်တဲ့သတင်းနဲ့အတူထိုင်းမှာ Binance နဲ့ OKX တို့ဂလုံးချီတဲ့သတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ ရမရပုံအနေနဲ့ Binance ကိုဆွဲဆိုထားသမျှအမှုတွေကို USSEC ရုပ်သိမ်းလိုက်တဲ့သတင်းကိုတဆက်ပေးကြပါရစေ။ USSEC က Binance ကိုတရားဆွဲဆိုထားတာတွေရုပ်သိမ်းပေးလိုက်ပါပြီ။နှစ်နှစ်နေပါအကြာတရားရင်ဆိုင်ခဲ့ပြီးတဲ့နောက် Donald Trump လက်ထက် USSEC ကတော့ Binance အပေါ်မှာဆွဲဆိုထားတဲ့အမှုတွေအားလုံးကိုရုပ်သိမ်းပေးလိုက်ပြီးဖြစ်တာကြောင့် Biden လက်ထက်မှာ crypto company တွေအပေါ်ဆွဲဆိုထားခဲ့တဲ့အမှုတွေအားလုံးအဆုံးသတ်သွားခဲ့ပြီးဖြစ်ပါရစေ။ ဘိုင်းနက်စီယိုဟောင်းစီစီကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဒေါ်နယ်ထရန့်ရဲ့ USSCC ဥက္ကဋ္ဌပေါ်အယ်ကင်စတိုကိုကျေးဇူးတင်စကားဆုံးထားတယ်လို့ USSCC ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ Gary Gansler ကိုတော့လူရှင်တော်အဖြစ်ပြောင်းလဲထားခဲ့တဲ့ပုံကို X ပေါ်မှာတင်ပြီးတော့လောင်ပြောင်ခဲ့ပါတယ်ထရမ်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မဲဆွယ်ကာလာတွေအတွဲမှာပေးထားခဲ့တဲ့ဂရီတွေအတိုင်းပဲ US အစိုးရအေဂျင်စီတွေက ဒေါ်နယ်ထရပ်ရဲ့လက်ထက်မှာတော့ crypto company တွေနဲ့ပတ်သက်လို့အပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေလုပ်ပေးလာတာကိုတွေ့ရပါတယ်။ US DOJ ကလည်း crypto နဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖျက်သိမ်းပေးခဲ့ပြီးတော့ crypto နဲ့ဆိုင်တဲ့ကိစ္စအဝဝကို US SEC ကိုလွှဲအပ်ထားခဲ့ပါတယ်။ US SEC အနေနဲ့လည်း Gary Gensler လက်ထက်မှာဆွဲဆိုခဲ့သမျှ crypto အမှုတွေအားလုံးကိုတဖြည်းဖြည်းချင်းပယ်ဖျက်ပေးလာတာတွေ့ရတယ်လို့အခု Binance အမှုကတော့နောက်ဆုံးကြံနေတဲ့ crypto အမှုလည်းဖြစ်ပါတယ်။ Binance ဘက်ကိုပြန်ကြည့်မယ်ဆိုရင်လည်း Trust မိသားစု Binance DeFi platform ဖြစ်တဲ့ Wallet Foundation နဲ့လည်းအနည်းကပူးပေါင်းဆောင်ရွက်မှုတွေရှိနေသလို Pakistan, Kazakhstan နဲ့ဘူဒန်နိုင်ငံအစိုးရတွေနဲ့လည်း crypto buy ဆိုင်ရာပူးပေါင်းမှုတွေရှိနေတာကြောင့်ကမ္ဘာအကြီးဆုံး crypto exchange အဖြစ်ဆက်ပြီးတော့အသွင်ရှည်သွားဖို့အရှိန်အဝါကြီးသွားဖို့ရှိနေပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့အချိန်မှာဘိုင်ဘင်းနဲ့ OKS ကိုဂလုံးချီတဲ့တရင်တင်ဆက်ပေးချင်ပါတယ်။ဘိုင်ဘင်းနဲ့ OKS ကတော့အချိန်မှာအပိတ်ခံရပါတော့မယ်။ဘိုင်ဘင်း OKS Coin EX 1000X နဲ့ XT Coin A Chain တွေကလုပ်ငန်းလဲပတ်ခွင့်မရှိဘဲထိုင်းနိုင်ငံအတွင်းမှာ Crypto ဝန်ဆောင်မှုတွေပေးနေမှုနဲ့ဂျွန်လ28ရက်နေ့ကစလို့ပိတ်သိမ်းခံရတော့မှာဖြစ်ပါတယ်။ digital ရေးရဝင်ကြီးဌာနကိုလည်းဒီ8 chain တွေရဲ့ app တွေ၃ခွင့်ပိတ်ပင်ပေးဖို့တောင်းဆိုထားကြောင်းထိုင်း SEC ကဆိုထားပါတယ် ဒီရေးချင်းတွေထဲမှာငွေထည့်ထားတဲ့ထိုင်းနိုင်ငံသားတွေအနေနဲ့လည်းငွေတွေပြန်ထုတ်ထားကြဖို့တတိပေးထားပေမဲ့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေပါငွေတွေပြန်ထုတ်ထားတဲ့မှာတိုင်း SCC ကဂျွန်လကောင်အထိအချိန်ပေးထားတာကိုကြည့်ရင်ဂျာကာလာအတွက်မှညှိနှိုင်းမှုတွေလက်ခံပြီးထိုင်းနိုင်ငံအတွက်မှအိတ်ချင်းလဲပတ်ခြင်းနဲ့ဆိုရင်လုပ်ငန်းမှတ်ပုံတင်ဖို့အတွက်ဖိအားပေးသွားမယ့်သဘောရှိပါတယ်ဒါပေမဲ့ဒီလိုညှိနှိုင်းမှုတွေမပြည့်သေးခင်မှာတော့ထိုင်းနိုင်ငံရောက်မြန်မာလူမျိုးတွေအသုံးများတဲ့ ဘိုင်ဘင်းနဲ့ OGS တို့လို8ဆင်းတွေတဲကနေ SS တွေကိုခစ်တခဏထုတ်ထားတာကစိတ်ချရနိုင်ပါတယ်ခင်ဗျာ။ထိုင်းအစိုးရက crypto wise ဆရာကိုအတော်လေးအားစိုက်လာနေတာကိုတွေ့ရတယ်လို့မကြသေးခင်ကလည်းထိုင်းနိုင်ငံအတွင်းမှာမှတ်ပုံမတင်ထားတဲ့ပြပ crypto exchange တွေရဲ့ B2B marketplace တွေပေါ်မှာ THB အရာအဝယ်လောက်တာတွေကိုပိတ်ပင်ခဲ့တာကြောင့် B2B trader တွေအကျက်ရိုက်သွားခဲ့ပါသေးတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိတာတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်။ မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ပို့ Binance account တခုမရှိသေးဘူးဆိုရင် trade လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုကောက်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြင်ကြပါစေခင်ဗျာ